မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကို တင်ဆက်ပင့်နေတာကြောင့်စောင်းမြော်အပိနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာစစ်ပွဲတွေဘယ်တော့မှပြီးမှလဲတဲ့ကျေးဇူးတင်ပါအဲ့တော့ဗီဒါကုန်းမပြောင်းဘူးဆိုတော့ကျွန်တော်တို့ရခိုင်ပြည်နယ်ကိုကျွန်တော်တို့ပတ်ထားတာက ARI ကအောက်ပိုင်းငုံငုံနားတယ် ကျွန်တော်တို့ဘကိုးကအလဲပိုင်းကိုငုံပြီးတော့မကွေးကအထက်ပိုင်းကိုငုံတာအဲ့တော့အောက်ပိုင်းမှာငုံတဲ့နေရာမှာနှစ်ပိုင်းပိုင်းလို့ရတယ်ငါးတိုင်းချောင်းတို့ရေကြည်လို့ဘက်ကတချမ်းနောက်တစ်ခုဟိုဘက်ချမ်းဘောမီတို့ဗီတာကုန်းတို့ရှိတဲ့ဘက်ချမ်းကရွှေတောင်ရံရှိတဲ့ဘက်ချမ်းကတချမ်းအဲ့ဘက်ချမ်းမှာလည်းစီရီအေးရအတိုင်းတာတစ်ခုဒီတက်ကအောင်မြင်ထားသလိုနော်ဘကိုးတိုင်းမှာလည်းစီရီအဖြစ်အဲတက်ကအောင်မြင်ထားပါလေအဲ့တော့အခုကျွန်တော်တို့နောက်ထပ်အေးအေးကသူ့ရဲ့သူ့သူ့တင်းတိုင်းသူခင်းတာပဲလေနော် ဒီလောက်ထိသူ့ရဲ့ဒီဈေးအခြေအနေတွေများနေအောင်မှရှောက်ပြီးဖွင့်တာအခုငါတိုင်းချောင်းဘက်မှာရှိတော့ငါတိုင်းချောင်းမှာရှိအခြေအနေကတော့အကျိုးဆက်လက်ပြီးပြောရမှာပေါ့နော်အဲ့ဘက်ချမ်းမှာတော့အေအေကိုခြေကုတ်ယူခွင့်ပေးထားတယ်ကျွန်တော်ဒီဘကူကျွန်တော်တို့ဘယ်လိုခေါ်မလဲရခိုင်ယူမှာပေါ့ရခိုင်ယူမှာကျောပေါ့ယူမှာတောင်ချီမှာရှိတဲ့ရွာတွေပန်တော်ကြီးတို့နော်ဝက်ကုန်းတို့စံကုန်းတို့ အဲအဲ့ဒီဘက်ချမ်းပေါ့အဲ့ဒီဘက်ချမ်းမှာကတော့အခုတက်ရဲ့အားနေချက်တွေလည်းရှိနေတယ်သဘောရအာသာချက်တွေလည်းရှိနေတယ်သဘောကခြေကုတ်ရသွားပြီနော်ခြေကုတ်ရသွားပြီခြေကုတ်ရသွားတော့အခုဆိုရင်ဘလောက်ထိသဘောကတင့်ရဲလာပြီလဲဆိုတဲ့ခါကျတော့အေးအေးသဘောနေအေးအေးရခိုင်စစ်သေးကြပေါ့အချမ်းဖတ်သဘောနေအားလုံးကအဲ့ဒီမှာခြေကုတ်ယူတယ်ယူပြီးအခုကျွန်တော်တို့လေးမျက်နှာအထိပေါ့လေးမျက်နှာအထိရုပ်ဖြတ်ပြီးတော့တို့တွေဈေးလာလာဝယ်နေတယ် နော်အေအေတွေကလာတယ်လာပြီးတော့တခါတည်းဈေးဝယ်တယ်ဈေးဝယ်ပြီးတော့ဒိုးအပ်တဲ့ရိတ်ခါတွေဝယ်ဝယ်ပြန်ပြန်သွားနေတာအထီးရှိနေပြီနောက်ဘလောက်တိဆိုလဲဆိုတော့ပန်တော်ကြီးမှာပန်တော်ကြီးတို့စံကုန်းတို့ဝက်ကုန်းတို့အိုက်ပတ်ချမ်းမှာရှိနေတဲ့ပြည်သူတွေကိုလူသစ်စုဆောင်နေတယ်လူသစ်စုဆောင်နေငချင်းစီနဲ့ငချင်းပြကြောနေဟိုတနေ့ကလည်းကျွန်တော်ပန်တော်ကြီးကနေလေးယောက်ပေါ့မနေ့တနေ့လောက်ကဖြစ်ပါလိမ့်မယ်ပန်တော်ကြီးကလေးယောက်သူတို့ဖမ်းသွားတယ်အဲနောက်ထပ်ကျွန်တော်တို့ရွာတိကြီးကတယောက်ဖမ်းသွားတယ် မနေ့ကတနင်္လာနေ့မှာပဲ15ရောက်သူတို့ဖမ်းသွားတယ်နော်လူငယ်တွေလူငယ်တွေအသက်ဘယ်ကောင်းမလဲငကြင်းစီနဲ့ ARV နဲ့ ARV ကိုပြန်ပြီးတော့တင်မှာ ARV သားနဲ့ ARV ကိုပြန်တိုက်မဲ့ပုံစံမျိုးတွေငကြင်းစီနဲ့ငကြင်းကြော်တဲ့ပုံစံမျိုးတွေစစ်သားစုဆောင်ပြီးတော့လုပ်နေပြီအဲ့တော့အဲ့ဘက်ချမ်းနေမှာနောက်ဆုံးပိတ်ပေါ့ဗျာနော်အဲသူတို့တွေထိမ့်ချုပ်ထားတယ်လို့ပြောလို့ရခြေခုရောက်သွားတဲ့နေရာအားလုံးဟာစံဆက်တွေပိုင်းနဲ့ရိတ်ခါအတွက်တော့မှသူတို့ရေရှည်တိုက်ပွဲတက်စီစဉ်ထားတဲ့ပုံစံမျိုးတွေဖြစ်နေပြီအဲ့ဘက်ချမ်းမှာသူတို့စုမယ်အဲ့ဘက်ချမ်းကပြည်သူတွေကိုတင်တန်းပေးမယ် တင်တန်းပေးပြီးသွားလို့ရှိရင်ကျွန်တော်အေယာဝရီကိုတတ်ရှုလိုက်တာပေါ့ဥပမာဖြစ်ကျွန်တော်တို့ခင်ဗျားတို့သိပါတယ်ကျွန်ပိန်းတဲ့ဒီတလုံးစားခြင်းလို့ရှိရင်စိမ့်နဲ့ပိန်းတဲ့ဒီအရင်ဆုံးတတ်ရှုလိုက်ပါလားနော်တတ်တတ်ရိုက်လိုက်ပါလားပိန်းတဲ့ဒီရဲ့ဥကောင်းနေပြီပေါ့နော်တတ်ရိုက်လိုက်တယ်ရိုက်တဲ့အခါမှာပိန်းတဲ့ဒီကတဖြည်းဖြည်းပုတ်သွားသလိုပဲအဲ့ဒီအဲကျွန်တော်တို့ရိုးမတောင်ကြီးကတောင်ကြီးကရွာတွေမှာသူတို့ကတအေးတက်ကဝင်နေပါပြီ။အေးရပြီတတိုင်းသုံးပုတ်သွားနိုင်ပါလေ။အဲ့နေရာကိုတည်တည်ချာချာမစီမံမကုတ်ွယ်မထိန်းသိမ်းလို့ရှိရင်တော့အဲ့နေရာမှာ အဲ့ဒီရရွာတွေအကုန်လုံးမှာအေးတက်ကဝေးနေပြီ ARE ဆိုတဲ့ပိန်းတဲ့ဒီကြီးမှဲ့သွားပါလိမ့်မယ်အဲ့လိုမဖြစ်ဖို့ဆိုလို့ရှိရင်စစ်တပ်အနေနဲ့အရေးတယူနဲ့တည်တည်ချာချာဂရုစိုက်ပြီးဆောင်ရွက်ရမှာဖြစ်တယ်အခုလောလောဆယ်တော့သူတို့တက်ရိုက်ထားသော AA ဆိုတဲ့တက်ကိုရိုက်ထားသောနေရာပေါ့အဲ့နေရာကရိုးမတောင်ချီမှာရှိတဲ့ရွာတွေကတော့ပုံနေပါပြီဆိုလို့ကျွန်တော်အဲ့မှာရှိတဲ့သူတွေစစ်သားစုဆောင်ခံနေရတယ်ရိတ်ခါစုဆောင်ခံနေရတယ် ဲ့နေရာမှာစစ်တပ်ကလည်းလိုက်ရှင်းသလားဆိုတော့အဲ့နေရာတွေအားလုံးကိုမြေပြင်ရှင်းနေမှုဘာမှမလုပ်ဘူးလေချောင်းအဖြစ်ရေးယူမှုပဲဆောင်ရွက်နေရရှိတယ်အဲ့တော့မကြခင် ARV တိုင်းပုတ်သွားနိုင်တယ်နော်လေးမျက်နှာကိုထတ်ကျော်လာမယ်နော်ကျွန်တော်တို့ပသိမ်ခရိုင်ပေါ့နော်ဆက်ပြီးတော့ဝင်လာမယ်အင်ကပူဘက်ကိုဆက်ဝင်လာမယ်ဒီ element solution ARV ဒီမကြခင် ပုတ်သွားနိုင်တယ်အဲ့တော့အေးနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ဘယ်လိုလုပ်မှာလဲအဲဒါကမေကွန်ထုတ်စရာတွေရှိလာပြီနော် ဲ့တော့အခုဆိုရင်စနကျွန်တော်ပြောသလိုစက်သားစုဆောင်မှုတွေ ARV သားတွေကိုပဲပြန်စုနေရနော် ARV သားတွေပြန်စုနေရတယ်ရှိတယ်နေတိုင်းလုပ်နေတယ်အဲ့တော့မနေကဆိုလို့ရှိရင်နော်လေးမျက်နာလေးမျက်နာမြို့နယ်တဲ့ကတဲနုကုန်းစခန်းကိုအီအီကအလုံးရင်းနဲ့တိုင်နေပါပြီအဲ့တော့ကဲ့ရဲ့အားနဲ့ချက်ကဒါလေးတွေမပြင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော် ARV ပုတ်ပါလိမ့်မယ်အကြောင်းလဲဆိုလို့ရှိရင်အဲ့နေရာမှာသူတို့ကိုနေရာပေးလိုက်တော့ဗျာနော်ဥပမာဒီစစ်ကိုမွေးထားတယ်လို့ဖြစ်နေတယ် အေးအေးကိုမွေးပြီးတော့မွေးထားသလိုဖြစ်နေပါတယ်နော်အဲ့တော့အေးအေးကအဲ့ကအဲ့မှာခြေကုပ်ယူမယ်ရိတ်ခါစုမယ်လူသစ်စုစားမယ်လာတိုက်လိုက်လာတိုက်လို့နောက်ဆုတ်ဟေးဆိုလို့ရှိရင်အဲ့ဘက်ချမ်းပြန်ဆုတ်သွားမယ်ဟုတ်လားအဲ့ဘက်ချမ်းပြန်ဆုတ်သွားပြီးအင်းအားမွေးမအားယူမယ်ပြီးရင်လာတိုက်မယ်လာတိုက်ပြီးပြန်ဆုတ်သွားမယ်ခင်ဗျားတို့တော်တော်ပျော်နေသလားခင်ဗျားတို့မြေပြင်ကစစ်တီတွေနော်စစ်တီတွေတော့မြေပြင်ကစစ်တီတွေမှာတော့အဲ့လောက်ကြီးကျွန်တော်တို့အပြစ်ပြောစရာရှိချင်မှရှိလိမ့်မယ်အဓိကကတော့ခင်ဗျားတို့အဲ့ဒီအဘများပေါ့ဗျာနော်အဘများတယ် ခင်ဗျားတို့တတော်များပျော်နေကြသလားเนาะပျော်နေရဟိဆိုရင်တော့အေးယူမွေးတာပါမပျော်ခြင်းဘူးမပျော်ဘူးဟိဆိုလို့ရှိရင်တော့အားနေချက်ကိုပြင်ပြီးတော့အခုညောင်ကျိုးမှာလုပ်သလိုမျိုးနယ်မြေရှင်းလင်းမှုကိုဆက်လက်ဆောင်ရွက်ပါဒီနေရာရဲ့နယ်မြေရှင်းလင်းမှုဆောင်ရွက်လို့အကောင်းဆုံးနေရာတွေဖြစ်တယ်เนาะဘာကြောင့်လဲဆိုရှင်အဲ့ဒီမှာရှိတဲ့ရွာတွေအကုန်လုံးကအဲ့ဒီရွာတွေအကုန်လုံးအမှန်တကယ်ခင်ဗျားတို့ကအချိန်တန်လို့အဲ့ဒီရွာတွေကနောက်ဆုံးပေပါနီးရတာကြောက်ပြီးပြည်သူအခန်းကဏ္ဍမရှိတော့ဘူးကျွန်တော်ဉာဏ်နဲ့ပြောရတယ်เนาะအဲ့ဒီရွာတွေက ပြည်သူတွေကနောက်ဆုံးပိတ်နေရဒါကြောက်ပြီးအကုန်လုံးကအေးအေးလေးအနီးလေး PDF တွေဖြစ်သွားတော့မှခင်ဗျားတို့ကရွာကိုဘုံကျဲမယ်ဆိုလို့ရှိရင်တော့ခင်ဗျားတို့စစ်တပ်ကိုယ်တိုင်လည်းတောက်ချိုးပြင်ရမယ့်အခြေအနေရှိတယ်။အခုချိန်မှာတိုက်ရှင်းဟလာဘကောမဲ့တပုံကတပုံကကိုလူလူမိုင်းဟိုသူတို့ရဲ့ဒီအနီးဘခေါ်လဲဆိုလို့ရှိရင်တော်လန်ရေးဗိုင်းရပ်စ်ပေါ့တော်လန်ရေးဗိုင်းရပ်စ်အကုန်လုံးကိုရိုနာလိုပဲအရန်ကိုကူးစက်မြန်တယ်နော်အာတဖွဲ့ကဒီလက်နက်နဲ့ကျွန်တော်တို့ဒီ ဒေါ်လာရင်း virus ဆိုတော့အကျန်းဖတ်အကျန်းဖတ်ဒီပိုးကူးဆက်ထားခံရတော့နတ်နတ်ကိုင်းတွေကရွာထဲဝင်လာမယ်ဝင်လာပြီးရွာထဲကလူတွေကိုစီးရုံမယ်စီးရုံတဖြည်းတဖြည်းနဲ့တရွာလုံးကဒီအကျန်းဖတ် virus ကူးဆက်တော့ကူးဆက်ကုန်လို့ဒီတရွာလုံးကအကျန်းဖတ်စိတ်တွေဝင်လာပြီးတော့တရွာလုံးကအနီရွာများဖြစ်သွားအဲ့လိုမျိုးမဖြစ်ဘူးကဘာလို့မဆိုဆော့ဆော့စီးစီးတွေကအဲ့ဒီရွာတွေမှာခင်ဗျားတို့ကစီမံခန့်ခွဲမှုတွေအလားနှိမ်နှင်းမှုတွေအရေးယူမှုတွေမလုပ်ထားဘဲနဲ့အချိန်တန်တော့တရွာလုံးကหนีလဲหนีရောအခုလိုမျိုးတပင်းတော့เนาะ အခုလိုမျိုးပစည်းကြီးတို့အဲ့လိုမျိုးတွေတရွာလုံးနေကုန်တယ်တရွာလုံးတော်လန်ရေးဖြစ်ကုန်တဲ့အချိန်ကြတော့မှခင်ဗျားတို့ကဟိုခင်ဗျားတို့တောက်ချိုးကိုတိုင်ကစစ်တပ်ကိုတိုင်ပြင်ရမှာပါအခုတော့ဘလိုတွေဖြစ်ကုန်လဲဆို AR မှာလောလောဆယ်တတ်ရှုလိုက်ပြီးတတ်ကနေပြီးတော့ယောဂပုတ်ကူးတဲ့ပုံစံမျိုးနဲ့အခုကျွန်တော်တို့ဒီကျိုးမတောင်ကြီးရရွာတဲ့အကုန်လုံးကမหนีခြင်းမဲ့နဲ့หนีကုန်ရပြီเนาะအခုချိန်ဒီဒေတာခံတွေကတည်င်းပေးတာတွေအများကြီးအများကြီးဒေတာခံတည်င်းနေပေးသလားမမေးနဲ့ ေသာခံတဲ့င်းပေးတာမှာတကယ်ဒုတိုင်မူတိုင်မူအစဉ်စဉ်တီကိုပေးတယ်အဲ့တော့ပေးထားတယ်အဲ့လောက်ဒီပေးထားတဲ့တဲ့င်းအားလုံးကိုလည်းဒီစာရဖားတွေမဆာဖားတွေကတည်တည်ချာချာဆောင်ရွက်ခြင်းမရှိဘဲနဲ့ပြက်ကြက်ချော်တွေလုပ်နေတဲ့ပုံစံမျိုးတွေအထိကျွန်တော်တွေ့နေရတယ်အဲ့တော့ပူပေါင်းဆောင်ရွက်နေပူပေါင်းချန်စီနေဒီအေအေကိုမွေးနေသောနော်ဒီဒီပီဒီရွာတွေအကုန်လုံးကိုမနီနီအောင်တမင်တကာ လုပ်နေသလားအဲဒါကကျွန်တော်တို့ကမေးခွန်းထုတ်ရတော့မယ်ကြောက်ဖြူကိစ္စအေးမဟုတ်ပါဘူးခဏနေကြောက်ဖြူကိစ္စလည်းပြောပါမယ်နော် ကျောက်ကိစ္စလည်းပြောပါမယ်ကဲဟုတ်ပြီအတူတိုင်းမှုပါလုပ်နေတယ်အဲ့တော့သတင်းတွေကရောက်တယ်ဆောင်ရွက်မှုတွေအားနေတယ်အတူတိုင်းမှုအဆင့်နဲ့ဒီစာရဖားတွေအဆင့်ထိကအလုံးလုံးပုံတွေမှာအချိုးမပြေလို့ပေါ့အခုလိုမျိုးဒီအမှန်တကယ်ကအေအေကဒီ ARV တိုင်းတဲ့ကိုဘာမှဒါမျိုးအထိဝင်လာစရာအကြောင်းမရှိဘူးဒါမျိုးဝင်လာပြီဆိုတော့က ျွန်တော်ကစာရဖားတို့နော်ဒီမဆာဖားတို့ကိုအပြစ်တင်ပြောဆိုလို့ရှိရင်ခင်ဗျားတို့ကကျွန်တော်ကိုပြန်ပြောဟာကိုမောင်မောင်ခင်ဗျားဘာတိလို့လဲဟုတ်လားခင်ဗျားကဘာနားလဲလို့လဲမြေပြင်မှာခင်ဗျားရှိလို့လားဆိုပြီးတော့ပြန်လှည့်ပြီးတော့ကျွန်တော်ငင်းခုန်နိုင်တယ်ကျွန်တော်ကိုပြန်ပြီးတော့စောတကတတ်နိုင်တယ်သို့ပါတော့လည်းပဲကျွန်တော်ကအချက်လက် data ကိုထောက်ပြရမှာခင်ဗျားတို့ခန်းစားချက်ကိုကျွန်တော်နားထောင်တော့ညာလည်းပဲခန်းစားချက်ကအဓိကမဟုတ်ဘူးအချက်လက်ကိုကြည့်မယ်ဆိုရှင် AOR မှာ AA ဝင်လာတာကခင်ဗျားတို့စာရဖားနဲ့မဆာဖားညံစစ်တက်ညံ နော်ထို့တူပဲဒီရွာတွေအားလုံးက AAD စီးဝင်ပြီးတော့နေထိုင်နိုင်နေတာဘယ်သူညံ့လို့လဲဆိုရင်ခင်ဗျားတို့မဆာဖားတွေနော် စာရဖားတွေစစ်တပ်ညံ့လို့ဆိုတာခင်ဗျားတို့ညင်းမလားညင်းမယ်ဟဲ့ဆိုရင်တယောက်မျက်နှာတယောက်ကြည့်ပြီးတော့ညင်းမှာ နော်မင်းမာလာငါမာလာအသက်ရှာနေဒီတဲ့ကိုဒီလူတွေခင်ဗျားတို့စာရဖားတွေတော်ရင်ဒီရွာတွေဟာ AA ရွာတွေ PDF ရွာတွေဖြစ်เสียအကြောင်းမရှိဘူးနော်အဲ့တော့ခင်ဗျားတို့စာရဖားတွေမဆာဖားတွေညံ့ဖျင်းလို့ဒီ AR တွေမှာ အေးခြေကုပ်ရပြီဒါမျိုးတွေဝင်လို့ရတာဖြစ်တယ်အဲ့တော့အကုမမောင်တို့ကဝေဖန်လို့ရှိရင်ခင်ဗျားတို့စစ်ပိန်းစစ်ပိတ်တွေเนาะအ sorry ပါမှားပါပဲခင်ဗျားတို့စိမ့်စိမ့်တောက်တွေပေါ့ခင်ဗျားတို့စိမ့်စိမ့်တောက်တွေကလည်းကျွန်တော်တို့ကိုပြန်ပြီးတော့ဘာမှလာမသိတာခင်ဗျားတို့ကခတ်တာကအဲ့ဒီကျွန်တော်တို့ကိုလာပြီးတော့ညင်းခုန်နေတော့เนาะဒီစိမ့်ပိန်းတွေပေါ့စိမ့်ပိန်းတွေကသူတို့ကဘာမှသာမသိတာအားရင်သူတို့ကဟိုကာကျုပ်ဓာတ်ပုံထိုင်ကြော့ဖို့เนาะပြီးစစ်တပ်ကြီးအားပေးဖို့လောက်တည်တာ အဲဘာမေးတော့ဘာဆိုဘာမှမသိစစ်တပ်အတွက်ဘာကောင်းတာဆောင်ရွက်ပေးနိုင်လဲဘာမှလည်းကောင်းတာမဆောင်ရွက်ပေးနိုင်ဘူးသူတို့မှအားပေးဖို့နဲ့နော်အားပေးဖို့လို့တည်တာဒါပေမဲ့လုံနေတဲ့သူတွေကျွန်တော်လစ်လာနေတဲ့သူတွေကြတော့တည်တယ်အဲတည်တဲ့သူတွေကြတော့လေဒါသူတို့ကနားလဲပေးပြီးတော့အမြဲတမ်းခွင့်လွှတ်ဖို့ကြိုးစားပါတယ်တို့ပါတော့လေတစ်ခါတည်းပြောလဲစုံမမှာဗျနော်အဲသူတို့ရွေးမှန်တယ်ဆိုတာမရှိဘူးအခုတော့ကျွန်တော်စုံမပါဘူးစုံမဆိုတာမင်းတို့တွေစစ်တပ်နဲ့ပတ်သက်ပြီးတော့ဘာများမင်းတို့ဆောင်ရွက်ပေးဖို့လဲနော် online ပေါ်မှာ အဲနည်းနည်းပါပါပေါ့ online တော့လေ online ပေါ်မှာတဆင့်ဗာများစစ်တပ်နဲ့ပတ်သက်ပြီးကောင်းကျိုးပြုခဲ့ဘူးလေခင်ဗျားတို့နေ့စဉ်နဲ့များစစ်တပ်ကြီးထောက်ခံပါတယ်အဘကာကျော်ကြီးကတော့ပါတယ်ဒီလောက်တာလုတ်တက်တဲ့အဆင့်ပဲရှိတယ်အဲ့တော့ကိုကဘာမှမသိရင်သိတဲ့သူတွေအလုတ်လုတ်နေတဲ့အချိန်မှာလဲအဲကိုအနေနဲ့ငါမသိလို့ပဲဆိုတဲ့ပုံစံမျိုးလေးနည်းနည်းလေးထားဖို့လိုအပ်တယ်နော်ကဲဟုတ်ပြီအဲ့တော့အာ AOD တိတ်မကြခင်မှာစုပ်ပြတ်တတ်တော်မယ် နော်အဲ့လိုမဖြစ်ဖို့အတွက်ကဒီမဆာဖားတွေဆာရဖားတွေသတင်းလက်ဦးမှုရရှိရတာနဲ့မဆောင်ရမှုတွေကြက်ကြက်ချော်လုံနေမှုတွေအားလုံးကိုတိတိချာချာပြန်လည်ပြီးတော့စစ်ဆေးဖို့လိုနေပါပြီမစစ်ဆေးဘူးဆိုရှင်တိတ်မကြခင်မှာအဲကျွန်တော်တို့အဲ့ဒီနေရာအားလုံးဟာအကုန်လုံးဒီ AA တွေဖြစ်ကုန်မယ်အကုန်လုံးဒီ PDF တွေဖြစ်ကုန်မယ်အဲ့ရွာတွေအကုန်လုံးဖြစ်မှာနော်အဲ့တော့မှလာခင်ဗျားတို့ရဲ့တောက်ချိုးကလည်းသွားပြီးလေရင်နဲ့သွားပြီးတော့ကျဲရတော့မယ်နော် ဲ့လိုမျိုးတွေအမဖြစ်စေဖို့အတွက်ကမြေပြင်ရှင်းလင်းမှုတွေမလုပ်ဘဲနဲ့အေးအေးကိုမွေးထားပြီးတော့အေယာဝတွေကိုဒုက္ခပေးဖို့ချောင်းနေရတယ်ခမားတို့ကိုယ်တိုင်ရက်ပါဒီနိုင်ငံကိုဖျက်ဆီးနေတာစစ်သေးကြတပုံကတဝက်ပဲပါလားဒီနိုင်ငံကိုဖျက်ဆီးနေတဲ့အဓိကเนาะကျွန်တော်တို့နောက်ထပ်90ရာခိုင်နှုန်းတာဝန်ယူရမှာခမားတို့စစ်တပ်ပဲဘာကြောင့်လဲဆိုလို့ရှိရင်တပုံကိုမနှိမ်နှင်းမနဲ့တပုံကိုမွေးပြီးတော့မွေးစားထားနေတယ်တပုံကအကောင်ကြီးလာတော့ရက်ရွာမြို့ရွာတွေကိုသူတို့နေပယ်လုပ်တယ်အဲ့ဒီအချိန်ညမှာခမားတို့ကလေးနဲ့ထုတယ် ဲ့တော့ဦးမင်းအွန်လိုင်းက9ပွဲရငစားချတဲ့ view ဟာကိုအသုံးပြုတယ်။နော်ဦးမင်းအစင်းစင်းအစင်းစင်းတာဝန်ယူရမှာစစ်တပ်တပ်လုံးမှရှိနေအောက်ခြေကရှိတဲ့ရာရှိလူကြီးမင်းတွေကစပြီးဦးမင်းအွန်လိုင်းအစင်းထီကဒီနိုင်ငံကိုဖျက်ဆီးနေတယ်မှာသူတို့တဝက်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တပုံနေနေရာတွေတိတယ်နော်အဲ့ဒီအမိန်ကလည်းဦးမင်းအွန်လိုင်းကလွဲလို့ဘယ်သူမှမပေးနိုင်ဘူး။အဲ့တော့တဘုံဌာနချုပ်တွေဗန်မော်မျိုးကြီးဒီလောက်တိုက်ခံနေရရဗန်မော်မျိုးကြီးမျိုးကြီးကျေပြက်ပြီးဆုတ်ပြတ်တက်ပြီးရစရာမရှိလောက်အောင်ပျက်စီးသွားတယ်။အ ကောင်းငင်ဘောကကြည်တာဗျာကျွန်တော်ကြေကွဲရပါတယ်နော်ဘဘုံဘူကြီးမြို့ကြီးကဒီလောက်ထိပြာကျသွားတယ်အဲ့လောက်ပြာကျနေတော့မှပဲသူတို့ရဲ့သဘုံထင်းချုပ်ထားတဲ့မြို့ကတာယာနေတယ်အဲ့တော့ငါပွက်ရငါမင်းတို့လာလေလာတိုက်ငါမြို့လာတိုက်ငါမြို့လာတိုက်ငါကျဲမှာပဲငါမြို့ပြက်စီဘာမှမဖြစ်ဘူးမင်းတို့မြို့မပြက်ဘူးအရေးကြီးတယ်ဆိုတော့ပူမင်းအွန်လိုင်းရဲ့လွဲမာသောသူရဲ့တမရယူးနေတဲ့ကိစ္စကလည်းသူကိုယ်တိုင်ရှင်ဆိုင်ဖြစ်ရှင်းရမှာဖြစ်တယ်နော်သူကိုယ်သူပြန်ပြီးရှင်ဆိုင်ဖြစ်ရှင်းရမှာဖြစ်တယ်သူဒီသူရဲ့ဒီလွဲမာနေတဲ့ ဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒီနိုင်ငံရေးကိုဘယ်လိုခေါ်မလဲတရေမွေးပြီးတော့အလံမဲ့လှူစားခြင်းတယ်နော်တရေမွေးပြီးတော့ပယောဂကုစားခြင်းတဲ့ပုံစံမျိုးကိုလည်းသူကရှော့အောင်ဖြစ်တယ်အဲ့တော့သူကိုယ်တိုင်လည်းဒီနိုင်ငံဖြစ်စည်းနေတယ်ဆိုတော့သူတိုးဝက်ပါတယ်အဲ့တော့သဘုံကပို့ပြီးရောက်တက်လာပြီးတော့အခုဆိုရင်အဲသဘုံကမျိုးတွေဖြစ်စည်းတယ်ကိုမျိုးကိုပြန်ဖြစ်စည်းတယ်အဲ့တော့သဘုံမျိုးတွေကြတော့ဘာမှစောင့်ရွက်ခြင်းမရှိဘူးအဲ့တော့ဒီသဘုံကိုမွေးနေရလဲဘယ်သူလဲဆိုရင်သူတို့ပဲအခင်ဗျားတော်ကသဘုံမွေးသေးတာဗျအောက်ခြေက ဒီတိုင်းမှုတွေရာရှိတွေကလည်းသူတို့ကတပုံပြန်မွေးမှာပေါ့ဗျ AR မှာခုဆိုရှင်တပုံဝေးလာလိုက်ပြီတော့အဲ့ဒီလေးမျက်နှာအစွန်ကျွန်တော်တို့ပသိမ်မုံရလန်းနောက်တကြောဟာအေးစင်မွေးထားပြီးသွားပြီတပုံမွေးထားတဲ့နေရာဖြစ်သွားပြီမြောင်းလည်းမွေးသူတို့ကမွေးတာပဲသူတို့ကမွေးစားမှာပေါ့ဟုတ်တယ်မလားအဲ့တော့ရဲခေါ်မယ်ဆိုလို့ရှင်တပုံကလာတိုက်ပြီးဆိုရှင်မြောင်းလေးနဲ့သွားအမြောင်တို့ကိုယ်တိုင်လည်းနိုင်ငံကိုဖြစ်စည်းနေတယ်မတော်လောက်ပါအခုတို့တပင်းကိစ္စလုတ်တည်ရှိမလုတ်တည်ရှိတေချာတခုကတော့တပင်းရင်းဒီလုံးဝ ပြည်သူခံကနာမရှိတော့ဘူးပြည်သူတွေကြီးကြောက်ရွံ့နေရတဲ့အခြေအနေရှိတယ်အဲ့တော့ဒီပြည်သူတွေဒါမျိုးဖြစ်သွားတာကခင်ဗျားတို့ကိုယ်တိုင်ကနည်းမြေရှင်းလင်းမှုတွေမလုပ်တဲ့ခါကျတော့ကြာတဲ့ခါကျဒီတပုံတွေကစိတ်ဝင်တယ်ဒီအစိုးရ U NUG အစိုးရ U ကစိတ်ဝင်ပြီးတော့ဒီပြည်နယ်တွေနော်ဒီရွာတွေကိုသူတို့တပုံရွာဖြစ်အောင်လုပ်လိုက်အဲ့ချိန်ကျမှခင်ဗျားတို့ကပုံကျဲနော် NUG ကလည်းပြပမှာခင်ဗျားတို့ကလည်းနေပြီးတော့မှာတကယ်တကယ်ခံရတာကတော့အောက်မှာအယူထားပြီးတော့နော် တမရယူနဲ့ဒီတဘုံယူနဲ့ကျွန်တော်တို့အစိုးရယူတွေဒီအယူတွေကြားထဲမှာခြာလက်ပဲရမ်းနေတဲ့ပြည်သူတွေကခံရတာဖြစ်တာအဲ့တော့ဒီနိုင်ငံကိုဖျက်ဆီးနေတာဥမင်းအွန်လိုင်းနဲ့တက်မတော်သည်လဲ50ရာခိုင်နှုန်းခင်ဗျားတို့မှာတောင်းနေရှိတယ်အခု ARV ဆိုလည်းမကြခင်ဒီလိုပဲဖျက်ဆီးတော့မယ်နော်မွေးတာခင်ဗျားတို့အခုရန်ကုန်ရဲ့အစွန်းတွေမှာလည်းတိတ်မကြခင်ဒါမျိုးတွေနော်ဆဲတွေလာခြာတော့မယ်ဒါသတိတော်ထားပါဗျာနော်တဘုံမွေးတာပိုက်ဆံရတယ်နော်တဲ့ ကလေးမျိုးမာတဲ့အေးအေးလာခိုင်းပါတယ်လုံးဝအရှင်မလွတ်ဘူးလေငါတို့ချင်းလက်နက်ကင်များတယ်လေကလေးမျိုးမာဒီပေါ့တတိယထားကြပါဗျခင်ဗျားတို့ချင်းပြည်နယ်ကလည်းခင်ဗျားချင်းပြည်နယ်ကလည်းတကယ်ဟိုကဲဟုတ်ပြီအဲ့တော့နောက်ထပ်ကြောက်ဖြူကိစ္စလေးမေးတာရှိတယ်ညီကိုရရလားတပုံမွေးရင်ပိုက်ဆံရတာမှန်တယ်တပုံမွေးပိုက်ဆံရတာတပုံမွေးစားတယ်တပုံမွေးတာအဆင်းဆင်းသွားမွေးနေတာတို့ကဘယ်လိုခေါ်မလဲဆိုတော့ အောက်ခြေရကောင်တွေကတပုံမွေးတယ်ပေါ့ကွာဆိုလိုချင်တာကအဲ့ဒီသူတို့ရက်ရွာတွေတပုံရွာဖြစ်သွားမှာကိုခင်ဗျားတို့ကျွန်တော်တို့ထဲအဲ့ရွာသားတွေကစေစားပူကြောက်တယ်ကြောက်တဲ့အတွက်ကြောင့်မို့လို့သူတို့စီမှာလေသတင်းပေးဖို့ဆိုရဲကိုသတင်းသွားပေးတယ်နော်စစ်တပ်ကိုသတင်းသွားပေးတယ်စစ်တပ်တွေရဲတွေကလည်းအဲ့သတင်းကအထက်ကိုတင်လိုက်လို့ရှိရင်အထက်ကအထက်ကဘယ်နေရာမှာဘလို့ကြောင်ကတ်သွားမှမသိတဲ့ပုံစံမျိုးတွေဖြစ်တယ်ပေးတဲ့သူကနောက်ဆုံးပိတ်ဘသူပေးတာလဲဘာညာဆိုပြီးတော့ တည်င်းမပြည့်ရတဲ့အခြေအနေမျိုးဖြစ်ပြီးတော့တည်င်းပြည့်ရသူကအပြစ်ပြန်ဖြစ်ရတယ်။ကိုမျိုးကိုရမပြည့်စုံဖို့တည်င်းတွေပေးကျင်တာ။နော်စစ်တပ်ကိုဆောင်ရွက်စေကျင်တာ။အဲ့တော့အောက်ခြေကလည်းတပုံမွေးစားပြီ။ဦးမင်းအောင်လည်းခမားကိုယ်တိုင်တပုံတပုံမွေးစားနေမှာတော့အောက်ခြေကလည်းတပုံမွေးစားနေမှာ။အဲ့တော့ဒီနိုင်ငံကိုဖျက်ဆီးပြီးတော့ခစ်ပြက်မှာတမရလှုပ်ချင်တယ်တမရယူဖြစ်နေတယ်ဦးမင်းအောင်လည်းတမောက်။သူလည်းတမရယူ။အဲ့တော့ဟိုကအန်ယူဂျီကလည်းအစိုးရယူမြန်မာနိုင်ငံမှာအယူတွေပဲ။ နော် AA ကြည့်လိုက်လို့လည်းနိုင်ငံ U KIA လည်းနိုင်ငံ U နော်ခင်ဗျားတို့ဘာ U လဲကျွန်တော်ခင်ဗျားတို့ဘာ U လဲပြောပါအောင်ညာပြောပါအောင်နော်အဲ့တော့ AA ကနိုင်ငံ U လေဗျာနော် NUG ကအစိုးရ U လေဗျာနော်အဲ့တော့ဦးမင်းအွန်လိုင်းကတမရ U လေဗျာအခင်ဗျားကျွန်တော်ဘာ U လဲဘာတို့နေဘာ U ကြလဲဘာ U ကြလဲ ရေးအောင်ရေး KNU KNU ကဘာယူလဲအေး KNU ကလည်း KNU ကကျွန်တော်ပြောမယ်ဆိုရင်တို့ကလူမျိုးရေးယူဗျနော်အတို့ကဟိုမှာဆိုတော့ချင်းလူမျိုးရေးယူတရင်ပေးရင်စစ်စစ်ပါအောင်နဲ့ပြီးစစ်စစ်ပါအောင်မယ်နဲ့ပြီးသွားတယ်ခင်ဗျားတို့ကျွန်တော်ကောင်းနေရပဲเนาะအေး ျေးဇူးတင်ပါတယ်မြို့ချယူအင်းကျွန်တော်ကလည်းယူအယူတွေတို့မြန်မာနိုင်ငံအယူတွေစုနေတယ်အော်တမရယူရတမောက်အစိုးရယူရတမောက်အုပ်စိယူတွေဖြစ်နေမြတ်အုပ်စိယူတွေအဲဦးမင်းအွန်လိုင်းကသူကတမရယူသူအောက်မှာရှိနေတဲ့အရာရှိရာဂန်တွေချိတဲ့ခါကျတော့အုပ်စိယူတွေဖြစ်နေသူကအုပ်စာရဖို့အတွက်လိုက်နေရတဲ့အရက်မှာရောက်တဲ့အရက်မှာငွေကြေးရဖို့နဲ့နော်ငွေကြေးရအောင်ဒီနေရာမြေမှာဘလုခွန်ဘလုခွန်တို့လည်းဒီလိုမျိုးเนาะပိုက်ဆံရဖို့တော့အုတ်ဆက်ယူတွေမြင်တယ်ယူတွေများနေနိုင်ငံဖြစ်တယ် ကျုပ်နိုင်ငံတော်တော်ပြင်ရအောင်ပဲဗျာသိလားအဲ့ဒါတော့ယူများအောင်တော့အကုန်ယူပုံညပြီမှန်တယ်ဗျာကျုပ်နိုင်ငံအကုန်ယူတယ်ဗျာအတမရာယူရတမောက်နိုင်ငံဟိုနိုင်ငံယူရတမောက်အဲ့ဒီအေအေရလည်းနိုင်ငံယူထုံမြနိုင်ငံလည်းဘရင်ယူနော်အာဘရင်နိုင်ငံတော်တစ်ချိန်တစ်ချိန်လုံးဘရင်နိုင်ငံတော်ကဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကကြောက်ဖြူဘက်သွားရအောင်နော် ကြောက်ဖြူအကြောက်ဖြူကစဉ်မျက်နှာ၃ခုလောက်ဖွင့်ပြီးတော့အဖိခံနေရတာနော်တော်တော်ကြမ်းနေပါလေအဲကြောက်ဖြူကကျွန်တော်မလကုံးတို့နော်မင်းတက်တောင်တို့ရက်တရင်30နှစ်ပြီးရင်ကျွန်တော်တို့ဒီရေတက်အဲ့ညာအလုံးတိုက်စစ်ဖွင့်ခံတာဖြစ်တယ်နော်တိုက်စစ်ဖွင့်ခံတာအခါကျတော့အဓိကအရေးကြီးတာတော့ရက်တရင်30နှစ်ကကုန်းမြင့်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကျွန်တော်ကြည့်လေ့လာကြည့်တာပေါ့နော်ကျွန်တော်တရားရင်မြေပြင်အခြေအနေတွေကကျွန်တော် GPS ကနေတေချာကြည့်ပါလားเนาะတေချာကြည့်ပြီးတော့အဲဆက်တွေဒီထောင်းလိုင်းတပ်ပုံတွေကျွန်တော်တေချာကြည့်ပါလားเนาะအဲကြည့်ကြည့်တဲ့အခါမှာအခြေအနေတွေကိုသုံးသက်ကြည့်တော့လေ32ကတအားအရေးကြီးတဲ့အခြေအနေမှာရှိတယ်အ32ကြာရင်သူကလေရင်ခွင့်နဲ့တိတ်မလန်းမကန်ဖြစ်သွားပြီအဲ့တော့လေရင်နဲ့လေရင်နဲ့ဘလို့မှလေရင်ခွင့်ကိုသူများဒုက္ခပေးနိုင်တယ်အဲ့နေရာလုံးဝကြားလို့မရဘူးကြားလို့မရတဲ့အတွက်ကြောင့်မို့စစ်တပ်ကလည်းအဲ့ဘက်ကျမှတဲကြီးမဲကြီးခုခံနေရတယ်ရောရှိတယ်အဲ့တော့တိုက်ပွဲအဖြစ်အရန်ကိုကျန်းတယ်အဲနောက်တစ်ခုက ရှော့တိုက်တုံးတစ်ဖက်က၃တဲ့အတွက်ကြောင့်မို့လို့တရင်တဲ့ကိုเนาะရှော့တိုက်တုံးနေကြတယ်လို့ကျွန်တော်တို့ကြားသိရတယ်เนาะတပုံတရင်နေရောကျွန်တော်တို့ဒီတက်ဖက်ကတရင်နေအကုန်လုံးပေါ့เนาะတရင်ပေါင်းဆိုကျွန်တော်ခြုံငုံသုံးသက်ကြည့်တာပါအဲ့တော့ကြောက်ဖြူကတော်တော်ကျန်းနေတယ်တော်တော်ကျန်းနေတယ်စစ်ကူတွေလည်းပို့ဖို့လိုတယ်ပေါ့ဗျာเนาะစစ်ကူတွေပို့ဖို့လိုတယ်ပြီးတော့ပြက်ပြက်တတ်တတ်ဆောင်ရွက်ဖို့လိုတယ်เนาะအဲ့တော့30နှစ်နဲ့ကြော်ရင်ပြိုင်စစ်ကီတော့ပြိုင်စစ်ကီကြော်ပြီးတော့လို့ရှိရင်မလကုံကတော့ဒီဘက်ချမ်းပါဗျာနော်အဖက်ချမ်းရောက်လို့ရှိရင်ဒါကျွန်တော်တို့ ဟိုတတော်ရှိမှာပေါ့အဲ့တော့ဘေးမဲ့တော်တွေလည်းရှိတယ်အဲ့တော့တတော်လေးကိုကြောက်ဖြူကတော့ကြမ်းနေတယ်ရာရာဖြစ်သွားနိုင်တယ်ကြောက်ဖြူအနေနဲ့အဲ့တော့ဘာလို့ ਆ မဆိုရှင်အဲကြောက်ဖြူကကျွန်တော်ပြောသလိုပေါ့ဗျာနော်ကြောက်ဖြူကလည်းတပုံအတွက်တတော်ခက်ခဲမဲ့ကိစ္စမျိုးဖြစ်တယ်ကြောက်ဖြူကိုသူတို့ကဒီငားလပိုင်းအရတိုက်မယ်ဆိုပြီးတော့အေအေကလုံးဝပေါ့နော်သူတို့ဒီထောက်ထားတယ်ပေါ့နော်ကျွန်တော်တို့ ရည်ရထားတယ်ပေါ့အဲသူတို့ရည်ကြအောင်အောင်တော့မသေးချဘူးအဲကြောက်ဖြူနေနဲ့တဲကြီးမကြီးတော့စော်ရမှာဖြစ်တယ်နော်အဲ့တော့လေချောင်းရည်ချောင်းအားလုံးနဲ့ဆောင်ရမှာပါကျွန်တော်ကြည်လာသူတို့ရည်မှန်းချက်တိုင်းမအောင်မြင်ပါဘူးနော်ကြောက်ဖြူသူတို့ရဖို့မလွယ်ပါဘူးအဲ့တော့ကြောက်ဖြူအချင်းနေကျွန်တော်နားလေထားသလောက်တော့ဒီပြီးတော့မှာရဲဘယ်တော့အေးတိုက်တယ် မနိုင်ရင်လည်းငင်းငန်ရေးယူတဲ့လူသစ်စုပြန်တိုက်မွေးထားသလိုဖြစ်နေပြီတဲ့အေအေကိုတဲ့အပြက်ရှင်းတင့်နေပြီတဲ့နော်ရခိုင်တွေလည်းနေရာမရှိလို့အေယာဝရီကိုတဲ့ခွေးပြေးဝက်ပြေးပြေးလာရပြီဟုတ်တယ်အခုနိုင်ငံကြီးကနိုင်ငံကသာပြက်ချင်တယ်လို့ပြက်နော်ပြက်စီးနေတာပြက်စီးနေတာဒင်းကဟိုတမနာယူလို့ကောင်းတော့နော်တမနာပြက်ချင်တာလဲလွတ်လွတ်ကိုလူးနေတာပဲကျွန်တော်ကြည့်တာဥမင်းအောင်လာရ အဲ့တော့နိုင်ငံတစ်ခုလုံးကလည်းပျက်စီးနေပြီအဲ့တော့လေပိုင်းမှာလည်းပြည့်ပြည့်သားသားမဆောင်ရဘူးလို့ဆိုတော့ဆောင်ရပါတယ်နော်ဟိုတနေ့ကလည်းအဲပြည့်ပြည့်သားဆောင်ရတာကြီးတွေ့ရတယ်ဒါပေမဲ့ဥမဲအွန်လိုင်းကိုအဲဥမဲအွန်လိုင်းမဟုတ်ပါဘူးစစ်တပ်ပေါ့ဗျာစစ်တပ်တို့ပြောပါမှာသူကိုယ်တိုင်ကအေအေနဲ့ပတ်သက်လာရင်ပြော့ပြောင်းပြီးတော့ကို့ဗမာတပုံပေါ့ဗမာတပုံနဲ့ပတ်သက်လာလို့ရှိရင် အပြက်သားနေရာတွေ့ရတာပြက်သားပါလေဗမာသဘုံဆိုတာကျွန်တော်တို့ဒီစကိုင်းတို့မကွေးတို့ဘက်ကသဘုံနေနဲ့ပတ်သက်လာလို့ရှိရင်ဟာပြက်သားသလားမင်းစော်တာဘောပိုးစုပတ်ဆက်နေကျွန်တော်လည်းမပြောချင်လို့သားလေနော်မပြောချင်လို့ဆိုတာပြောမကောင်းလို့ပေါ့ဗျာနော်ဟိုပြောပြောမကောင်းတဲ့စကားသဘုံလောက်တာလည်းပြောမကောင်းကျွန်တော်မပြောပါဘူးအဲထို့တူပဲအဲတက်ကလောက်တာလည်းပြောမကောင်းလို့စကားနဲ့ထုတ်ပြောရလောက်အောင်ကောင်းတဲ့အရာမျိုးမဟုတ်ဘူးနော်အဲ့တော့စော်စော်ပါလေဒါပေမဲ့တော့ အေးတိုင်းရင်းသားတပုံနဲ့ပတ်သက်လာလို့ရှိရင်တော့ဦးမင်းအွန်လိုင်းကတမင်တကာကိုဟိုမြေတာများခြုံနေလားမသိပါဘူးမြေတာခြုံမြေတာမခြုံနဲ့ခင်ဗျာဟိုကမြေတာတိတ်တုံးတာခင်ဗျာကမြေတာခြုံနေဟိုကမြေတာတိတ်တုံးတာအဲ့တော့အေးတပုံနေရှိတဲ့အရက်တွေကုန်တည်မသိဘူးစားမရှိဘူးသူတို့တော့တည်ရသူတို့ပဲရှိတယ်နော်ခင်ဗျားတို့မြန်မာပြည်မှာခင်ဗျားတို့ရဲ့ဒီဘယ်လိုခေါ်မလဲဆိုလို့ရှိရင်လက်မှတ်တွေပိုင်းနဲ့ ကုန်လုံးအကုန်လုံးအကုန်လုံးမှာထောက်လန်းနိုင်နေပြီနော်အခုခင်ဗျားတို့စစ်ကြသတိထားအဲခင်ဗျားတို့ဟိုစစ်သေးကြတပုံနေမြေအောက်ဂိုင်းနေတာစစ်ကြသတိထားခင်ဗျားတို့အကုန်လုံးမကြခင်ကြွိလိမ့်မယ်နော်အကုန်သိတယ်အဲ့တော့ဒီတိုင်းရင်းသားတပုံပေါ့ဗျာနော်တိုင်းရင်းသားတပုံဆိုလို့ရှိရင်အတကုံချော့ပါလားကို့ပမာတပုံကြတော့အဲ့ကြောင့်ဒီနေရာမှာနှစ်ဖက်စဉ်းစားလိုက်တာတိုင်းရင်းသားတွေစီကမြင့်တာချုံနေရလားတိုင်းရင်းသားစီးလုံးညီညွတ်ရေးကိုဦးစားပေးလို့လားအဲအားလေးကထဲထွက်စဉ်းစားကြပါဦးဗျာနော် အတဖက်ကကြည့်မယ်ဟေ့ဆိုလို့ရှိရင်လည်းသူတမရဖြစ်ရဒီဗမာသဘုံတွေမရှိမှရမယ်အဲ့တော့တမရယူးယူးလို့များဒီဗမာသဘုံတွေကိုဒါမျိုးနေနေလားအဲ့ဒါကတော့ထက်ထွက်စဉ်းစားစရာပါလေနော်အဲ့တော့ဗမာသဘုံကိုနေနေတဲ့ခါမှာပြတ်သားပြီးတော့ဒီတိုင်းသားသဘုံကိုနေနေတဲ့ခါမှာတော့အရန်ကိုပြောက်ကောင်းလို့มาတယ်အထူးသဖြင့်အေးအေးဆိုနိုင်ငံအဆင့်ထိတောင်ပေးထားပြီးထင်ပါတယ်ပေးတော့ပေးမဲ့ပုံစံမျိုးပါပဲကျွန်တော်ကြည့်ရသလောက်ဆိုလို့ရှိရင်တော့နော် ိကငါသမဏဖြစ်တာကိုမနှောက်ယှက်ပြီးရဲပုံစံမျိုးဖြစ်လိုက်မယ်။ကိုမောင်မင်္ဂလာပါတဲ့နော်။တမလို့ချစ်ပါလေဦးမင်းအွန်လိုင်းကိုတော့မပါဘူးကိုမောင်ရင်။ဟုတ်ပဲ။ကျွန်တော်လည်းဒီပေါ့နော်ကျွန်တော်လည်းဒီလိုပါပဲ။ကျွန်တော်တမလို့နဲ့ယက်တီတာနိုင်ငံနဲ့ယက်တီတာတော့နိုင်ငံတစ်ခုမှတမလို့မရှိလို့မရဘူး။ဒါနဲ့ဦးမင်းအွန်လိုင်းရဲ့လောက်ရက်ကိုကြည့်ကြည့်လိုက်ရင်။ဘာရည်ချင်းမှသာမရှိတဲ့နေရာယူတာလဲ။နော်။ဘာရည်ချင်းမှသာမရှိတဲ့နေရာယူတာလဲ။ယူထားပြီးတော့ နိုင်ငံကလည်းခစ်ပြက်မှာသူကတမနာလုံမှာဘလို့မှမဖြစ်နိုင်တဲ့အတိုင်းအတာမျိုးတွေသူတို့လုံမှာနော်ဘလောက်မှာရခိုင်စာတင်ခိုင်းနေပြီနော်တဲ့ ARV လည်းရခိုင်စာတင်ခြင်းခေါ်သွင်းလေရေဘလောက်ဝါကလည်းအဲရခိုင်ကတော့နေချဲ့ပြီလေနော် AA ကနေချဲ့ပြီအဲ့တော့ခင်ဗျားတို့ချင်းနေကိုယ်တိုင်ကလည်းဘုရင်ပြောချင်းနေရလဲအချင်းချင်းမစီလုံး တော့ခင်ဗျားတို့ချင်းနေရလဲမပြတ်တာခင်ဗျားတို့တပုံကတကတပုံထဲမှာရခိုင်တပုံကအရက်ဆက်ဆုံးအယုတ်မာဆုံးဖြစ်တယ်ခင်ဗျားတို့ချင်းတပုံကြတော့နိုင်ငံတကာဥပဒေတွေစီမင်းစည်းကမ်းတွေခင်ဗျားတို့နားလဲတယ်နားလဲတဲ့ခါကျတော့ခင်ဗျားတို့ကသွေးကွဲအချင်းချင်းကွဲလို့ရတယ်အဲ့တော့နိုင်ငံတကာစီမင်းစည်းကမ်းတွေကခင်ဗျားတို့အချင်းချင်းသွေးကွဲတဲ့အချိန်မှာ AAD သူ့ရဲ့ရခိုင်ပြည်နယ်ထဲမှာလုံးဝတကယ်စစ်ဘလူးလို့စစ်ယူးလို့တကယ်အာနာရှင်ကိုတိုက်ပါရဆိုပြီးအာနာရှင်နဲ့ဆယ်စားယူတဲ့အာနာယူဘလူးပုံစံမျိုးနဲ့စောင်းရတဲ့ခါကျသူ့အချင်းချင်း AFP တော့မှမလန့်ရဘူး အာစာလုံးမမလန်ရတဲ့ပုံစံမျိုးတွေအထိဖြစ်လာပြီနော်ကဲဟုတ်ပါပြီအဲ့တော့အခုအမ်ဟိုတနေ့ဆိုရင် AA မိန်းကလေး2ယောက်မိတယ်လို့ကြားသိရတယ်ပေါ့နော်ကြားသိရတယ်သူတို့ကိုမေးကြည့်တာပေါ့သူတို့ကိုမေးကြည့်တဲ့အခါမှာအဲသူတို့တွေကတနတ်တွေမှာထမိန်စာကိုချီပြီးတိုက်ရတယ်။ဘာကြောင့်လဲဆိုရှင်သူတို့ဂါထာမန္တရာတွေနဲ့ကာကွယ်လို့ရှိရင်နဲ့မရအောင်ဆိုပြီးတော့ယုံကြည်မှုတွေပေါ့နော်ယုံကြည်မှုတွေပေါ့။အဲနောက်တစ်ခုကလက်ပစ်ဘုံဆိုလို့ရှိရင်လည်း တော့လေးကွာလို့ပုံစံမျိုးတွေနဲ့ပြစ်တာမတတ်နဲ့လွှဲပြီးပြစ်တာလဲဆိုလို့ရှိရင်လေးကွာတွေကိုထက်လက်ပြုံစနက်တန်ဖြုတ်ပြီးတော့လေးကွာလို့ခါမျိုးတွေလွှဲပြီးတော့ပြစ်တယ်တဲ့နော်ပြီးတော့တိုက်ရင်တဲ့သူတို့အင်းကြီးထမိန်တွေချွတ်ပြီးတော့တိုက်တယ်တဲ့နော်အဲ့လိုတိုက်တာတွေရှိတယ်ဒါသူတို့ပြောပြတာပေါ့နော်ကဲဟုတ်ပါပြီညီကောင်မမများရယ်နော်တို့နိုင်ငံမှာကအဲဒီနေ့တော့ဒီလောက်မှာရအောင်မထင်ပါလဲဗျာနော်နောက်နေ့မှာအားရပါရပြောကြမယ်ဗျာကျွန်တော်မကျင်းတဲ့တောင်မကျင်းတဲ့တိုင်းပြောကြမယ်နော် ျွန်တော်မြန်မာနိုင်ငံမှာအယူတွေများတယ်ဆိုမမေ့နဲ့ဗျကျွန်တော်တို့ခင်ဗျားတို့လည်းဘာယူလဲဆိုတော့တော့အဲကျွန်တော်ကျွန်တော်ပြန်မေးရမှာဗျာသိလားမြန်မာနိုင်ငံမှာသမရာယူနိုင်ငံယူအစိုးရယူနော်ပြောရရှင်မျိုးချစ်ယူပေါ့ဗျာအေး KNY ဆိုတာတို့မျိုးချစ်မျိုးချစ်အမျိုးခေါ်မလဲအမျိုးယူပေါ့ပြောဘာယူမှန်းဘာယူမှန်းမသိတော့ဘူးပဲနော်ကျောင်းကိုယ်တိုင်လည်းဘာယူနေတာသမရာယူရမို့ တမနာယူတာမဟုတ်လို့ရေကောက်ပွဲလုံးမှလေးတဲ့အောင်မလေးတမနာယူတာမဟုတ်လို့ဒီရေကောက်ပွဲပြီးပဲသူပဲတမနာလုံးမှာမပူနဲ့ဟုတ်လားခုကတမနာလုံးလို့မရလို့သူမလုပ်တာဟုတ်လားတမနာထားပါတော့ तू ယူလားမယူလားဆိုတော့အာမခံနိုင်တဲ့နေရာဘယ်နေလဲဆိုရှင်ကျွန်တော်ထားပါတော့ကိုမမောင်ခမရဗျာနော်ဦးမင်းအောင်လိုင်းဒီလောက်ကောင်းတာခမရမို့လို့တမနာယူဆစဲရက်တယ်ပေါ့အကြောင်းလက်ဆာမယုံခဲ့ပါဘူးဒါပေမဲ့ မြန်မာနိုင်ငံမှာမကြခင်ရွေးကောက်ပွဲကျင်းပလိုက်ပြီ။အဲရွေးကောက်ပွဲကျင်းပပြီး तू ပြောတဲ့စကားသာတေချာနားထောင်ကြည့်။ तू သမရတက်လုံမယ်ဆိုတော့တေချာနေပြီ။နော်။သမရတက်လုံမှာအဲ့တော့ तू ကသမရယူလို့ပဲ။ဒါကျွန်တော်တို့သမရယူမယ်။အဲသမရယူတာအကြောင်းမဟုတ်ဘူးနော်။သမရယူတာလည်းရသေးတယ်ကျွန်တော်လက်ခံလို့ရသေးတယ်။အဲသမရယူတာကဘယ်လောက်ဒီရှီချင်းဖင်လိုမျိုးဥပဒေကိုပြင်ပြီးတော့သမရဒီကြိုက်တဲ့လောက်လုပ်လို့ရပါဘူး။အခုမှကာချုပ်ကာချုပ်ရလို့ဆိုလို့ရှိရင်တက်တန်းအကုန်နေပြီ။ အတန်းကုန်တဲ့ဟာကိုဒီဥပဒေကဒီလိုရှိပါဆိုဥပဒေကိုပြင်ပြီးတော့ကာချုပ်ရတူးကိုအခုလိုသလောက်ယူသွားပြီတရေခွင်းလိုမဆွဲဆန့်ပြီးယူသွားပြီအဲဒါကခင်ဗျားညင်းလို့မရအချက်နော်အဲအခုတိတ်မကြခင်တမနာနေရာတက်ယူပြီးတော့ဟလာနောက်ထပ်တမနာဒီကြိုက်သလောက်လုပ်လို့ရ20ပဲလုပ်လို့ရတယ်တမနာဒီကြိုက်သလောက်လုပ်လို့ရပြီဆိုအဲဥပဒေကြီးကိုပြင်လိုက်လို့ရှင်ကြောင်းသေးပါသေးတေးလိုက်တော့ဆရာတို့ပြီအဲ့တော့သူတမနာယူလားမယူလားဆိုတော့အဲ့ဒီ ရေကောက်ပေးပြီးွားရင်တော့ကျွန်တော်မှားရင်လည်းမှားနိုင်တယ်နော်ကျွန်တော်အဲ့ချင်းညရင်တော့ကုံမောင်ခမရမှားတယ်ဆိုပြီးကျွန်တော်မျက်နှာကိုစစ်စစ်ကြည့်ပြီးအားရပါရအပြစ်တင်လိုက်စမ်းပြနော်ဟုတ်လားရေကောက်ပေးပြီးွားလို့ရှိရင်ဦးမင်းအွန်လိုင်းကတမနာလည်းမလုပ်တော့ပါဘူးနော်ကာကွယ်ဥစည်းချုပ်ရာထူးဆိုတာလေသူအသက်ပြေလို့စဉ်းစားပါပြီဆိုတဲ့ခါကြလို့ရှိရင်ကုံမောင်မောင်သူ့ကိုအဲ့နေ့တွားကြတော့တဲ့နေ့ပဲကုံမောင်အဲ့နေ့ကြာရှင်သူတွားကြတော့မှာခမရကျွန်တော်ဝေကြော့ပြီးတော့တောင်းမှန်မှာခမရကျွန်တော်ပြင်မာခဲ့မိပါတယ်နော်ကျွန်တော်ပြောခဲ့ရရအားလုံးအားလုံးတွေကျွန်တော် ဝင်ချတောင်းပန်ပါတယ်နော်ကျွန်တော်ခင်ဗျားကြိုက်တယ်လို့စီရင်နိုင်ပါတယ်ဆိုပြီးတော့ကျွန်တော်ကိုယ်တိုင်သွားပြီးတော့သူ့ရှေ့မှာသွားပြီးတော့နော်ခွင့်ရရင်ပေါ့လေသူ့ရှေ့မှာသွားပြီးတော့ကတော့မယ်ဆိုတာမမေ့နဲ့နော်အေးအကယ်၍သူကရွေးကောက်ပွဲလဲပြီးတဲ့ပြီးတော့ငါဟဲ့တမရဆိုပြီးတက်လို့သွားလို့ရှိရင်တော့ခင်ဗျားတို့အားလုံးကျွန်တော်ကိုပြန်ကတော့အောင်မယ်ဘလို့လဲလောက်မလားလောက်မလားပြောလောက်မယ်သိရှိလားအဲ့ဒီ ဲ့လိုလောင်းရဲသူရှိလားနည်းနည်းလေးရေးပါဦးချင်းပြည်တဲ့တိုးတက်အောင်နဲ့လှုပ်ပေးနိုင်တဲ့သူမပေါ်မချင်းနဲ့ငါတို့ချင်းလက်နဲ့ကင်နေတချို့ကတော့ဆက်လက်ပြီးတိုက်ရအောင်ပါပဲကောင်းပါပြီကဲဆန္ဒလောင်းမလားလောင်းမသိရှိလားပုံမောင်နဲ့သူတမလာယူတယ်မယူဘူးတန်ပတ်သက်ပြီးတော့လေအဲ့နေကြအဲ့နေတရားမှတ်တာကပုံမောင်စကားအကုံမောင်ဟာစကားပြောလို့ရှိရင်တည်တယ်နော်ကုံမောင်မြမပြည်ထိပ်ပြန်ပြီးတော့နော်ကျွန်တော်သူ့ကိုသွားကတော့မယ်တိုင်းသိပြည်ကြီးကတော့ဟုတ်ကဲ့ လောင်းဝင်ကဲဟုတ်ပြီခင်ဗျားတို့ကသူသမနာယူလားမယူလားကဲယူရပြတ်လောင်းမလားမယူရပြတ်လောင်းမလားယူရပြတ်လောင်းမလားမယူရပြတ်လောင်းပြောလောင်းမယ်ဗျာအေးဟုတ်ပြီကျွန်တော်ကယူကျွန်တော်ကယူရပြတ်ကဗျာယူလားယူရပြတ်ဘယ်နိုင်မလဲမသိဘူးနော်အေးကျွန်တော်ကတော့လောင်းကြီးထပ်ထားလို့ရှိရင် တော်ဒီနေ့ကျွန်တော်စကားပြောရတဲ့ဒီနေ့ကျွန်တော်ဒိတ်ရဆွဲနေတရားမှတ်ထားပါနော်ရေကောက်ပွဲပြီးသွားလို့သူတမရတက်လုတ်ပြီးဟေ့ဆိုလို့ရှိရင်တော့ခင်ဗျားတို့ကျွန်တော်အခုရေးတဲ့သူတွေအားလုံးတော့မမေ့ခြင်းတော့မမေ့ခြင်းတော့အဲခင်ဗျားတို့ကျွန်တော်ကိုတောင်းပန်ရမယ်ကျွန်တော်ကတော့ဇာမလို့ပါဘူးတောင်းပန်ရပါ